အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးဒီနေ့ပြပါစုဒီညာကနေပြီးအဆုံမုံကောင်တောင်းပေးလိုက်ပါတယ်ဘွနော်အဲ့တော့ကျွန်တော်ဒီပွဲပြီးမှာအဓိက highlight လို့သွားမှာတော့ Arsenal နဲ့ City ပွဲစဉ်ကိုပဲ highlight လို့သွားခြင်းနဲ့ကျွန်တော်ဒါ channel ပွဲစဉ်တွေကိုကျွန်တော်အဲ့လောက်ဒီမကြည့်ဖြစ်ပြီးတော့ဒီမှာလည်း connection ကဟိုလိုလိုဒီလိုလိုဖြစ်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်နေအပြည့်ဒါကျွန်တော်တို့အားမဆိုင်ဘူးအမှန်တိုင်းပါပဲဒါဒီဒီ တွေ့ပေါ့ဒီချန်ပီယံလိကဂိုးအများဆုံးချန်ပီယံလိဒရောင်ပြောလို့ရမယ်လီဗာကူစင်နဲ့ PSG ကခွန်နှစ်တယ်အာဆနယ်နဲ့အက်တလက်တီကိုမက်ထရစ်က4ဇီးတယ်ဘာစီလိုနာရဲ့အိုလံပီယာကော့က6ဇီးတယ်အပီအက်စ်ဗီနဲ့နပိုလီနဲ့62တဲ့အင်တာမီလန်နဲ့ယူနီယံစိန့်ဂိုလာစစ်က4-0တဲ့မန်စီးတီးနဲ့ဗလာရီယာ2-0တဲ့ အခုကျွန်တော်တို့လောင်းကစားနဲ့ပတ်သက်ပြီးကျွန်တော်တို့မသိဘူးဒါပေမဲ့ကျွန်တော်ဒီသေးသေးကြတကွာဒီဘွဲကဒိုင်းနေနိုင်နိုင်မနိုင်ပြေးရမယ်ဘွဲစဉ်လို့ပဲကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့တော့အဓိကဟာလေးလို့သွားမှာတော့ Arsenal နဲ့ Atletico Madrid ကျွန်တော်ကဘွဲချုပ်သုံးသက်ချက်မှာကျွန်တော်အဓိကဆွေးနွေးခဲ့တယ်အကောင်လုံးကဒီနေ့ဘွဲစဉ်မှာ Haran ball ပေါ့နော်ဒါလုံးဝခံစစ်ပန်းကြီးကိုပဲဆွတ်ဆက်ပြီးတော့အဓိကအားပြုခဲ့မယ်လို့အကောင်လုံးထင်ခဲ့တယ်ကျွန်တော်ပြောခဲ့လို့ပါပဲ Arsenal တင်းရဲ့လက်ရှိနောက်ပိုင်းတိုးတက်လာဆိုတာသူတို့ blue approach ကိုသွားမလဲဆိုတာကိုဒီပြကိုယ်တိုင်က risk ယူလာခဲ့တယ်မှာပါဒီနေ့ line up ဆိုပြကျွန်တော်ပြောခဲ့ကျွန်တော်ဒါ ပွဲကျုပ်တို့ကျွန်တော်မှန်ပြောခုနောက်မှာဒါ technical နဲ့ပတ်သက်ပြီးကျွန်တော်တဖြည်းဖြည်းတော့လိလာနေမှာကျွန်တော်ဆရာကြီးမဟုတ်ဘူးဒါပေမဲ့ဟိုတာမန်လူတပတ်ငါရှန်ကလူတော်မှာအာတီတိုက်ရဲ့အတွေ့ကိုတွေးလို့ရတယ်ဗျာဘာလို့ဒီနေ့ပွဲစဉ်မှာဒါသူဘန်ဝိုက်ကိုသုံးမှာမဟုတ်ဘူးတည်ကြရဲ့သူတင်းမောက်ကိုပဲသုံးလဲဘာလို့တင်းဝါရဲ့သူ့တင်နေတာ overlapping ကဒီနေ့ပွဲစဉ်မှာအင်မတန်မှစာကအတွက်အရေးပါခဲ့တယ်စာကဗျာဒီနေ့ပွဲစဉ်မှာအကြီးအဆုံးပါဖြစ်လဲဆိုတော့ဒီနေ့ပွဲစဉ်မှာ၄ဂိုးထဲမှာစာကဒါဂိုးပေါင်ပတ်သက်မှုအများကြီးတဲမရှိဘူးဗောနော်ဒါပေမဲ့ စကားရည်လေးဟိုတင်းမကြောင့် unlock ဖြစ်သွားလားတင်းဒါမှန်တိုင်းမမမဲ့ရပါဘောเนาะဒါကျွန်တော်စကားဒီလိုပုံစံကျွန်တော်ခဏခဏမြင်မှုပါလေစကားရည်ဒါလက်ရှိတွားနေတဲ့ run ဒီအကုန်လုံးကဘန်ဝိုက်ဒါကျွန်တော်တို့ Arsenal အသင်းမှာ ်ခြေစွမ်းပြပြီးတော့ overlap ဆာ run နဲ့ခြေနဲ့ကွက်တည်သွားဒါပေမဲ့တေးမာဒီနေရာမှာ ban white ဒီနေရာထက် ban white တက်ဆိုင်တော့ဘာဖြစ်လဲဆိုတော့သူ့မှာ defensive mindset ရှိတယ်။သူ defensive ကိုပြန် lap လုပ်တဲ့ချိန်မှာတော်တော်လေးကိုအဆင်ပြေတယ်လို့ပြောလို့ရရင်ဒါတကူကျွန်တော်နေမြင်တယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်အတွက်ကိုဘောတော်တော်လေးကိုသဘောကျမိတဲ့ကစားသမားတယောက်ဆိုတော့ zubi man ဒီပဲ။ဒါအကုန်လုံးကတော့ခုနကပြောကိုရီးယားဒါကျွန်တော် ugress တို့ပါအကုန်လုံးဒါကျွန်တော်ခင်ဗျားလက်ထောက်ပြီးပြောပြလိုက်မှာမဟုတ်နော်။ဒါကျွန်တော်ဒါဒီနေ့ပွဲစဉ်မှာကျွန်တော် personal အမြင်ပါဆိုရင်တော့ကျွန်တော် zubi ကိုကျွန်တော်အတွက်က personal favorite တောင်ဖြစ်မိရဲ့လို့ပြောလို့ရတယ်။ zubi man ဒီနေ့ဒီနေ့ပွဲ စမှာသူ့ရဲ့တက်ကောတွေကလုံးဝပွဲတစ်ပွဲအသက်ဖြစ်ခဲ့တယ်။ Atletico Madrid အနေနဲ့ဒါကျွန်တော်ခံစစ်ပိုင်းမှာဆော့မယ်ဆိုတဲ့အသက်တဲ့တင်းကနေပြီးတော့ Superman ရဲ့ခံစစ်ပိုင်းကတော်တော်လေးကိုနင်လားငါလားဟိဆိုတဲ့ movement တွေကိုတွေ့ခဲ့ရတယ်မှာပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့ Arsenal အသင်းရဲ့ခံစစ်ပိုင်းကတကယ်လက်ဖြားခါလာအောင်တကယ်ချီချူးဖို့ကောင်းခဲ့တယ်။ဒီနေ့မှာဒါကျွန်တော်ကလည်း Gabriel နဲ့ Saliba တွေ့ကြတာမမြင်မဖြစ်ပါပဲ။မပြောမဖြစ်ပါဘူး။ဘာလို့လဲကျွန်တော်လက်ရှိဒါတသင်းလုံးနေထားရတာပြောစရာအများကြီးမရှိဘူး။ပြီးတော့ဒါကျွန်တော်တို့ Lewis Kelly Lewis Kelly ကလက်ရှိမှာအသင်းကနေရာပေးရင်ပေးလို့အသက်ရွယ်နေမလား။ တကယ်ကူတာချီချူးအဲ့တော့အာဆန်တသင်းလုံးမှာတကယ်ကူတာကျွန်တော်ဘယ်သူမှချီချူးမမချီချူးစရာကောင်းတဲ့အနေထားဘူးမရှိတော့တသင်းလုံးကိုတကယ်ကူချီချူးရမှတင်မှာပါတယ်ကိုသမားအစားတိုက်စစ်မှုဆုံးမနော်ဒါတကယ်ကူချီချူးဘူးအဲ့တော့ဒီနေ့ပွဲစဉ်မှာ yoga stroke ကိုလည်းပြန်ကြည့်မယ်ဆိုရင်တော်တော်လေးကို positive အပေါင်းလက္ခဏာဆန်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့မယ်လို့မြင်တယ်သွင်းသွားတဲ့သွင်းကိုတွေအရန်ကြီးခက်ခဲတဲ့သွင်းကိုတွေမဟုတ်ပေမဲ့ကစားသမားကလူမဲ့နေရာမှာရှိခဲ့တာကိုပဲတကယ်ကူချီချူးရမယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်တော့ one data မာတင်တယ်လီပဲကျွန်တော်မနိုင်ပါဘူးနော်ကျွန်တော်ဒါပထမအမားနေတဲ့သွင်းကိုကျွန်တော်လူမချုံဘူးလို့ကျွန်တော်ထင်စကားပေးလိုက်တဲ့ပုံက မသိဘူးဆာလာပြေးတဲ့ဘောလုံးကိုကျွန်တော်ဒါမာတင်နေသွင်းသွားလေကျွန်တော်အမှန်တိုင်းပြောကျွန်တော်စီတယ်မှာလူအရင်မကြုံဘူးလို့လို့မြင်တယ်ဘာလို့ကျွန်တော်မစ်ဘီကျွန်တော်မလာ HM မူတူပဲကြည့်လာတာမသိဘူးနော်ကျွန်တော်ရဲ့အမြင်မှာတော့ဒါလုံးဝ100%ဒါကြီးကလူကြုံနေတဲ့အနေထားမှာမရှိဘူးလို့ကျွန်တော်တို့မြင်မိရတယ်မှာပါတယ်အဲ့တော့ဘလူးမီခမောက်လည်းဘလူးမီအောက်က comment ကျွန်တော်ပဲ HM မူတူဖြစ်လို့ဒါကြီးကိုပဲကြည့်ရလွဲရလားဆိုပြီးအောက်က comment တွေမှာဆွေးနွေးပေးခဲ့ကြပါအောင်အဲ့တော့ အမှန်တမ်းပြောမယ်ဆိုအာစနယ်ရဲ့လက်ရှိကွင်းလည်းက underrated ဖြစ်နေလို့တကယ်ကိုအာစနယ်ရဲ့ကွင်းလည်းဘန်ကတကယ်ကို underrated ဖြစ်တယ်လို့တော့ပြောလို့မရဘူးနော်ဒီကွင်းလည်းကြီးပေါ့တန်း900တန်းတန်း150နဲ့တန်း160ကျားရှိရတဲ့ကြောင့်ဒါကြီးကိုတိတ်ပြီး underrated ဖြစ်တယ်ဆိုတဲ့ situation တော့တော့ပြောလို့မရဒါပေမဲ့ဒီကွင်းလည်းဘန်ကတယောက်တယောက်ကို unlock အရန်လုပ်ပေးနေတယ်လို့မြင်တယ်ဒီနေ့ပေါ်မှာ easy ရတယ် easy ရဲ့ခြေစွမ်းတွေတော်တော်လေးကိုမစိုးဘူးလို့ပြောလို့ရတယ်မှာပါဒါပေမဲ့ Atletico Madrid ကိုဒီနေ့ပေါ်မှာတော်တော်လေးကိုလက်လံနေဗျသူတို့ရဲ့ဒါကျွန်တော်ခန်းစစ်ကစားပေါက်တွေတော်တော်လေးကိုတစ်ဖက်အသင်းအာစနယ်ဒါကျွန်တော်တို့လှုပ်ချင်နိုင်လို့ဖြစ်ချင်နိုင်ဖြစ်တယ်ဆိုတဲ့ဒါကျွန်တော် ော်ပြိုဆင်းမှုတွေကိုတွေ့ရတယ်။တသိန်းလုံးမှာအတလက်တီကိုမက်ဒရစ်ကိုချီးကျူးမယ်ဆိုရင်တော့မှတေချာတကူကဟူလီရဲ့ average တယောက်ပဲတည်တည်ရှိရှိရှိမယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်။တိတ်ပြီးဘဒူးမောက်ကိုချီးကျူးစရာကိုတပွဲလုံးမှရှိမနေတာ။တော်တော်လေးကိုအချီနီဒီကစိုးရွားလုံးနေလို့ပဲကျွန်တော်အနေနဲ့ပုံကူကြီးကကျွန်တော်100%မြင်တယ်။ဒါပေမဲ့လက်ရှိမှာအာဆိုအသင်းဘက်ကိုပြန်ကြည့်မယ်ဆိုအာဆိုအသင်းရဲ့လက်ရှိဒါအာတီဒါရဲ့ လက်ထက်မှာအသင်းရဲ့ progressive တွေကတကယ်ကိုကောင်းဆုံးအားကြီးတယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်မြင်တယ်အဲ့ဒါဒီနဲ့ပတ်သက်ပြီးလက်ရှိမှာအမှန်တိုင်းပြောမယ်ဗျအာဆနယ်အသင်းကဒီနှစ်မှာဒါကျွန်တော်တို့ဒီပုံစံအတိုင်းဆိုချန်ပီယံလိဂ်ကိုပရီးမီးယားလိဂ်ကိုဒါကျွန်တော် run နေလုပ်လို့ရပြီအေးဆေးဆေး run နေလုပ်လို့ရပြီဘာလို့ဆို လက်ရှိပေါ်တော့ဒါဥရောပမှာဒါကျွန်တော်တို့အာစနယ်ကိုနင်လား၅လားဟိဆိုတဲ့ရှင်းနိုင်တဲ့ကလပ်ပြီးကျွန်တော်အခုလက်ရှိမှာမြင်ကြည့်တာဘိုင်ယန်မြူးနစ်တင်းရှိမယ်ဘိုင်ယန်မြူးနစ်နဲ့ဒါအာစနယ်နဲ့တွေ့မယ်ဆိုတဲ့ကြောင့်မူဒါခြေစမ်းပြီးသားလည်းဖြစ်သွားနိုင်တဲ့နေရာမှာရှိပါတယ်အာစနယ်သင်းနဲ့လက်ရှိမှာဒါကျွန်တော်ပရီးမီးယားလိမှာဆိုရင်ဒါတူဒီကိုတစ်ချော့နိုင်တဲ့အသင်းတင်းနေတယ်ဘလို့ဖြစ်လာမှာတော့တီချာတကောတော့အာစနယ်သင်းနဲ့မြင်းကောင်းခွာမလိမ့်ဘူးတော့အင်မတန်မှရေးကြည့်တယ်အာစနယ်သင်းကမြင်းကောင်းအမြဲတမ်းခွာလိုက်တဲ့ပြဿနာရှိတယ်အဲ့ဒီပြဿနာကိုလာဒီနှစ်မှာအကောင်းဆုံးဖြေရှင်းဖို့လုပ်ရလို့မြင်တယ်ဒါပေမဲ့မြေစုပင်စုစည်းကောင်မူဒါကျွန်တော် မြို့ကပြန်မတရားအောင်နေတယ်ဗျာအဲ့မှာဥပမာပြောမှာဆိုမလာလို့ရဆိုတော့ မိုက်လိုက်တာကွာဆိုတဲ့ပွဲကြည့်နေနေမိုက်လိုက်တာကွာဆိုတဲ့ feeling နဲ့ပဲခံစားရတယ်။ဘာလို့လဲခုနကပြောလို့ကိုရီနေနဲ့အလန်းမီဘူးတော့အရန်ကြီးလူသေးတယ်။သူအနေနဲ့ခုနကပြောအာဆနိုသေးနေတကယ်ခုနကပြောပဲအသေးနဲ့ဘုရားတမကောင်းနေထထေတယ်ကောင်းနေထထေတယ်ကောင်းနေထထေတယ်ဒါကျွန်တော်တို့တစ်ချိန်ကကျွန်တော်တို့စပါးသင်းမှာလည်းကောင်းခဲ့တဲ့ moment ကျွန်တော်ကောင်းပြီမဲ့ထပ်မထည့်ခဲ့တဲ့တကြောင်မစပါးသင်းတိုင်ပတ်သွားခဲ့တယ်ဘောနော်အာဆနိုသေးကလည်းလုံမဟုတ်ဘူးဒီနေ့မှာခရွန်ကီရိုပေါ့လေအများကြီးချီးကျူးပါတယ်ခုနကပြောတဲ့အာတီတောက်ကလည်းအများကြီးချီးကျူးလို့ဒီနေ့မှာလည်းလူတွေဒီနေ့ဝယ်ဒီနေ့အာဆနိုဝယ်ထားတဲ့လူတော်များကတော့ကျွန်တော်တို့တကယ်မိုက်တယ် ဒါပေမဲ့ဒီနေ့ဝယ်ထားတဲ့လူတွေမှာဒါတကယ် underrated ဖြစ်တယ်လို့ပြောလို့ရဇူမန်ဒီပဲတကယ်ကိုဗျာခုနကဒီနေ့ပွဲစဉ်မှာတကယ်တိုင်းကတော်တော်လေးကိုမိုက်တယ်မာတီနယ်လီကဒီနေ့ပွဲစဉ်ရတာကျွန်တော်ခြေစွဲနေကြောင့်မို့နောက်နေ့ပွဲစဉ်မှာသူ့ရဲ့ဒါ confidence ကိုလည်းအရင်လိုပုံစံမျိုး unlock ပြန်လုပ်နိုင်မယ်လို့ကျွန်တော်အနေနဲ့မျှော်မှန်းပြီးအဲ့တော့တရှိမှာကျွန်တော်တို့အဓိကတော့ Arsenal ပွဲစဉ်ကိုအဓိက highlight ထားပြီးကြည့်ဖြစ်ခဲ့တယ်ပြီးရင်တော့ကျွန်တော် City ပွဲကိုတော့ကျွန်တော်တို့ဒါ ဖုန်းသေးနဲ့ကြည့်တယ်ဗောနော်အဲ့တော့စီးသေးနေနေအခုလက်ရှိမှာကျွန်တော်ဒါပွဲကြုံသုံးတဲ့ချက်မှာပြောခဲ့လို့ပဲ saver အတွက်ဒီနေ့ပွဲစဉ်က run တစ်ခုဖြစ်သွားနိုင်တယ်လို့ကျွန်တော်နေမြင်တယ်။ဒါပေမဲ့ဒီနေ့ပုံစံမှာနီးပြအနေနဲ့ဒါ Rico Lewis ကို Joker ပုံစံမျိုးဆက်ဆံသုံးခဲ့တယ်။ Rico Lewis ကိုဒါကျွန်တော်ဒါသူ့အနေနဲ့ Queen Level ဘိုင်းကိုထည့်သုံးပြီး Rico Lewis ကိုဒါ Dice ကိုဒါစီဘိုင်းဒါကျွန်တော်ဖြန့်ဖို့အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော်တို့ဒါ CV ကိုဒါအသက်ပုံစံမျိုးနဲ့တွေးခဲ့ပြီး CV ရဲ့ဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်အကောင်းဆုံး movement တွေကိုလည်းဆက်လက်ပြီးတွေးခဲ့ရတယ်မှာပါတယ်။ဒါပေမဲ့တခါကျရင်ဗျာဒီလက်ရှိ CD အသင်းကိုကြည်နေရင်လည်းဒါဟာ CD အသင်းရဲ့ဒါကျွန်တော်တို့ချင်းချောက်နိုင်စွမ်းဆိုတော့ကျွန်တော်တို့တပြေးပြန်ရင်ပြီးတယ်ဒါကျွန်တော်တို့လက်ရှိ Atletico Madrid ကို Arsenal အသင်းလေးဂိုးသွင်းလို့ဝုန်းနိုင်ကြီးရန်ဆန်နေတဲ့ CD အသင်းတော့မဟုတ်ဘူးဒါပေမဲ့ CD အသင်းကိုခင်ဗျားကြည်မိလိုက်အခုလက်ရှိမှာ CD အသင်းရဲ့ခံစားကြီးကအရန်ကြီးပြန်ကြီးလာခဲ့ပြီတစ်ဖက်ကလည်း Villarreal ကလည်းဒါအားနေတာမှတ်ပေမဲ့တကယ်တမ်း CD အသင်းရဲ့ခံစားဘက်ကတော်တော်လေးကိုပြန်အဓိကဒါကျွန်တော်တို့လက်ရှိမှာဒီကောင်းနေတဲ့လူစင်းကိုအဓိကဒဏ်ရာမရဘူးအရေးကြီးတယ်ဒါလက်ရှိမှာ Pep အနေနဲ့တော့3 back ကိုမှဒါကျွန်တော်တို့ Matthew Nunes ကိုဒါကျွန်တော်တို့တစ်ခါကျရင် Flying လုပ်ခိုင်းနေတစ်ခါကျရင် Overlap Brand လုပ်ခိုင်းတစ်ခါကျရင် ဲ့ inverted ဝင်ခိုင်းတယ်မက်သူနူးနက်စ်ကအခုလက်ရှိမှာ rigo lewis နဲ့ need to ပဲဒါကျွန်တော် joker သွားတယ်တခါကျရင်မက်သူနူးနက်စ်ကိုဒါကျွန်တော်တို့ဝင်းနေမှာအထိတွေ့ပြီးတော့ savio ကဒါကျွန်တော် ellen haaland ရဲ့နောက်ကနေပြီးတော့ဒါပြန်ခုတဲ့ပုံစံမျိုးလေးတွေတွေ့ရမယ်ဒါပေမဲ့ဒီနေ့ပုံစံမှာနောက်တစ်ခုကဒါကျွန်တော်လက်ရှိမှာ city အသင်းနေတော်နာရမောင်နေရာပြီးတယ်ဒါမှလည်းကျွန်တော်တို့ james trafford အတွက်ဝန်းနေတယ်ပေါ့နော်ဒါပေမဲ့တော်နာရမောင်အတွက်တကယ်ကိုဒါကျွန်တော်တို့နေရာမှန်ရောက်သွားလို့ပဲပထမ city အသင်းနေတာကျွန်တော်မှတ်မှတ်ရ athletic uk ရဲ့ piece ကိုအဝေခံခဲ့တယ်ပေါ့နော်တော်နာရမောင်က city အသင်းနေတကယ်ကိုအဝင်ဝင်ကြမှာပါလားဆိုတဲ့မိကုံးကိုမေးခဲ့တယ်ဒါ ါလူတော်မြတ်ကလည်းဒါ CD အသေးရဲ့လက်ရှိပုံစံအရအရန်ကြီးဒါကျွန်တော်တို့ကောင်းနေတဲ့ဒါကျွန်တော်တို့ခြေဆွဲရဟိုခြေဆွဲမရှိတဲ့အတွက်ကြောင့်ဒါကျွန်တော်ဒေါနာရမာနဲ့ struggle ဖြစ်မယ်ဆိုအကုန်လုံးပြောတာဒါပေမဲ့ဒေါနာရမာ CD အသင်းကိုရောက်လာတဲ့အချိန်မှာဒေါနာရမာက CD အသင်းရဲ့ cancel ban ကို defensive အရကျွန်တော် unlock တစ်ခုလုပ်ပေးလိုက်လို့ပဲ cancel ban ရဲ့လက်ရှိဒါကျွန်တော် contribution တော်လေးကိုကောင်းတယ်ဒါမှ cushion of ဒါပြန်မကောင်းသေးဘူးပေါ့နော် sorry ပါ အဲ့တော့ကျွန်တော် cushion of the အပြည့်ဝပြန်မကောင်းသေးအဲ့တော့ပြန်မကောင်းသေးတဲ့အချိန်မှာဒါကျွန်တော်တို့လက်ရှိဒါဒီနှစ်မှာကျွန်တော်ပွဲချုပ်သွင်းတဲ့ဆရာပြောခဲ့သူပဲ Benaru Silva နဲ့ဒါကျွန်တော်တို့ Benaru Silva နဲ့ Gandogan 2.0 ခေရမယ်နှစ်တနည်းလို့ပဲကျွန်တော်ကဒီနေ့ပွဲစမှာဒီလိုမြင်မိတယ်ဒါပေမဲ့ခုနကဒီနေ့ပွဲစမှာဒါ CD သေးလေဒါ Premier League ရဲ့အခြေအနေကုံဆောင်ခဲ့တယ်အဲ့ Premier League တင်းနေရဒီဒီဘက်မှာဒါကျွန်တော်ဂုံအကုန်လုံးဆောင်ခဲ့နေတာမှရှိတယ်ဂိုးပြက်တွေကြီးပဲဂုံနိုင်ခဲ့တယ်ဒါကျွန်တော် Newcastle United လည်းနိုင်ခဲ့တယ်ဒါကျွန်တော် Manchester City လည်းနိုင်ခဲ့တယ် Arsenal လည်းနိုင်ခဲ့တယ်လက်ရှိမှာဒါကျွန်တော်တို့ Premier ကိုကျွန်တော် Champions League ဇာတ်ထဲမှာ PSG ကဒါဂိုးပြက်ကြီးနိုင်ခဲ့လို့ဒါကျွန်တော်အဆင့်တနေရာမှာရှိတယ်နေ့နေရာမှာ Inter Milan ရှိပဲနံပါတ်3နေရာမှာ Arsenal တင်းနေရာမှာရှိ City ကတဖြည်းဖြည်းနဲ့အဆင့်5နေရာကိုတက်ရောက်လာခဲ့ဖြစ်တယ်လို့ပြောရင်လည်းဒီနေ့မနက်ခင်းရဲ့ဒါကျွန်တော်ပွဲပြီး ီ30ချက်လေးဒီနားမှာနားချင်ပါကျွန်တော်လည်းကျွန်တော်ကြည့်ခဲ့တဲ့ပွဲလောက်ပဲကျွန်တော်ပြောချင်တာပါတခြားပွဲတွေကျွန်တော်မကြည့်ဘဲနဲ့ကျွန်တော်4ရာတော့မလုပ်ချင်ပါဘူးလောက်ပါပဲအားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစေစုမောင်းအောင်တောင်းပြီးနေကျွန်တော်တို့နောက်မှာ AC တွေ့ကြတာပေါ့ဘလုံးပွဲတွေကိုကြည့်ရှုချင်တဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလူစပောင်းကိုကြည့်လို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့မြန်မာကလစ်မှာမမြင်နိုင်မှာဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစေစုမောင်းအောင်တောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AC တွေ့ကြတာပေါ့ဒီပါဗျာ